ပကံပြည်ရဲ့အကြီးဆုံးဓမြန်ကြီးပထိုးတော်ကြီးမှာဘယ်လိုမျိုးညွတ်ဝတ်ချက်တွေရှိနေပါသလဲဓမြန်ကြီးပထိုးတော်ကြီးဆိုတာအတစင်းအောင်စက်မဝင်အောင်အုတ်ချက်တွေကိုပြီးပြည့်စုံအောင်စီကြီးတိဆောက်ထားတဲ့ဘုရားကြီးတစုပါဒါပြီးနဲ့ဒီအလတရားရဲ့အောက်မှာတော့လူသက်မှုလောဘနဲ့နောင်တတရားတွေထင်းရန်လူမှုတွေရှိနေပါတယ်ထောင်းတရား60ခုမှာနရတုမေဟာမိသားစုကိုတတ်ပြီး ကိုယ်တိုင်နန်းတက်ခဲ့တယ် အဲ့ဒီအပြစ်တွေကိုခြေဖြတ်ဖို့မြေပြဖို့ဒီဖျားကြီးကိုတိဆောက်စေခဲ့တာပါဒီဖျားကြီးတိဆောက်ဖို့လုံသမားတွေဟာပြန်မှန်းကြီးစွာလုံလောက်ခဲ့ရပြီးဥဒ္ဒချက်လွဲရင်တော့မှအသက်ပေးခဲ့ရပါတယ်ဒါပေမဲ့ဒီဖျားမပြီးခင်မှာပဲနရတုမင်းဟာသူ့ရဲ့ပြည်မှုတွေအတွက်လုံခြံတပ်ဖြတ်ခံခဲ့ရတယ်အတွင်းခန်းတွေပြိတ်ခန့်လိုက်ရပြီးဒီဖျားကြီးဟာအပြီးမတတ်နိုင်ခဲ့ပါဘူး တာဟကန်တမဆုံးနဲ့ပြင်းတပားရဲ့အမွေဆိုးကို ကြားတနေပါတယ်။ဒါကတော့ဒမီယန်ကြီးရဲ့ရာဇဝင်ပါပဲ။တိုင်းမြတ်တဲ့ဆိုရင်တိုက်ကန် follow လေး look here ပြလို့ရပါတယ်။ဂျေဇုတင်ပါတယ်။